လေးတွေခေါ်မသွားနဲ့အလေလန်းကိုလေဘလို့ဖြစ်လဲဆိုတော့ရွှေအောင်ကရွှေအောင်တသားလေးကိုဂုတ်ပေါ်တင်ပြီးတော့မှအရှိဆုံးကနေတိုးတယ်လေးတွေဆိုငိုအဲ့ဒါနော်ရွှေအောင်ဂုတ်ပေါ်တင်ထားလို့ရွှေအောင်သားလေးဓာလေးအဲ့လိုပွေထားလို့လက်မနိုင်လို့ပြုတ်ကျအာနင်းပေးတယ်တောင်ကြီးကချစ်တို့အသိစေခြင်းလို့ပါရှင်မနေ့ကကျမဆိုင်ကယ်အလူခံလိုက်ရပါတယ်ကလစ်ဘိန်ဆိုင်ကယ်ကတော့ပါမသွားဘူးပေါ့နော်ကျမကကလေး၃ယောက်ကြောင်းကြိုပြီးပြန်လာတာ great hotel အကျော်လေးမှာတောင်ဝေးလေးရှင်အဲ့အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့မှာ ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခုံမိုးကြီးပါဗျာအခုကျွန်တော်တင်ဆက်ပေးချင်တဲ့ဗီဒီယိုဖိုင်လေးကတော့ဒီအမကသူဆိုင်ကယ်လူခံရတဲ့နဲ့ပတ်သက်ပြီးတော့ဒါဖျက်ပြထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအသွားလာပို့ပြီးတော့ဂရုစိုက်လို့ရအောင်လို့ဒီဗီဒီယိုဖိုင်လေးကိုမျှဝေပေးရှင်ဖြစ်တယ်ဗျာကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျာတောင်ကြီးအချစ်တို့သိစေချင်လို့ပါရှင်။စကားအမပိုင်လည်းခွင့်လို့ပါနော်။တောင်ကြီးဖရဲရှမ်းကွင်းကံကြီး နေတဲ့လူအများပြားသောဘူးပေါ့နော်ကျမတို့ရှမ်းကွင်းနဲ့မနေ့ကကျမဆိုင်ကယ်အလူခံလိုက်ရပါတယ်ကလစ်ဘိန်ဆိုင်ကယ်ကတော့ပါမသွားဘူးပေါ့နော်ကျမကကလေး၃ယောက်ចောင်းကြိုပြီးပြန်လာတာပြန်လာတော့ရှမ်းကွင်းအကျော်ဟူဘာတော့ဒက်စီပန်းဆိုင်နဲ့ great hotel အကျော်လေးမှာတောင်ဝေးလေးရှိတယ်အဲ့နယ်လေးမှာချမ်းချမ်း ပါတော့အိမ်ဆောက်ပစ္စည်းဆိုင်လည်းရှိတယ်အဲအိမ်ဆောက်ပစ္စည်းဆိုင်ရှိမှာကျမနောက်ကနေကောင်းလေးနှစ်ယောက်ကပါလာတယ်နော်ပါလာတော့じゃကျမကိုသူကဟွန်းတီးတော့ကျမဒီလိုပဲရိုးရိုးပဲထင်ပြီးတော့ဘေးကပ်ပေးတာဘေးကပ်ပြီးတော့ကျမကိုသူကြော်မလို့လို့နဲ့မကြော်မကြော်တော့ကျမကလည်းကလေးသုံးယောက်ပါတယ်မိုးကလည်းဖွာလေးကြနေတော့ဟွာလာဗောလေးနိုင်ခွဲ9နိုင်ပတ်ချလေလားဗောနော်အဲ့နဲ့ကျမကလေးတွေနဲ့ဆိုဖြည်းဖြည်းလေးမောင်းနေတာဖြည်းဖြည်းလေးမောင်းနေတော့じゃတော့သူနောက်ကနေပြီးတော့ ကကြော်မလိုလိုဘာလိုလိုနဲ့ဆိုပြီးကျမပတ်စံအိတ်ကိုလည်းလိုကြောဖို့ဒီဒီဒီအိတ်ကလေးဒီအိတ်ကလေးဒီအိတ်ကလေးကိုကြိုးလေးနဲ့လိုကြောဒီလိုလေးတိုင်းလွဲထားတာပေါ့နော်တတဟိုအိမ်ကတာအကြီးကောင်လေးကအဲတာအငယ်လေးကိုပွေထားတာဟိုတမီးကအလက်ကအလေကောင်ကကျမဘေးကနေကျမကိုကိုဆောင်တိုက်တဲ့ပြီးတော့ပတ်စံအိတ်ကိုစောင့်ဆွဲလိုက်တာစောင့်ဆွဲတော့ဆိုင်ကအရှိန်နဲ့ဆိုတော့အရှိန်တော့တိုင်ပြတော့မပါလို့တော်သေးတယ်လဲသွားတာ လဲသွားတဲ့အချိန်မှာတော့ကျမကပတ်ဆက်အိပ်ပဲလူတယ်လို့ပဲထင်းတာပတ်ဆက်အိပ်ပဲလူတယ်လို့ဆိုတော့ပတ်ဆက်အိပ်ပဲထင်းနေတယ်နောက်ကျတော့ကျမကိုကျမဆိုင်ကယ်ကိုလည်းကျမခြေတော်တစ်ဖက်ကလည်းပိနေတာပိနေသူကနှစ်ယောက်ကမှတစ်ယောက်ကကြတော့ကျမကိုဆင်းလာပြီးဆွဲဆွဲပြီးတော့ဘေးကိုဖယ်ပြီးဆိုင်ကယ်ကိုဆွဲတာကျမကလည်းရှေ့ဘင်းကြီးကိုဆွဲထားမလွတ်ဘူးမလွတ်တော့သားအကြီးကောင်ကငယ်လေးတွေနှစ်ယောက်ကိုအောက်ချဘေးဖယ်ပြီးတော့ဆိုင်ကယ်အုပ်ထုံးတော့ချွတ်ပြီးတော့နောက်ကနေဆင်းလာတဲ့ဆိုင်ကယ်ကမှမျက်ခွတ်တူပိတ်ဆိုင်ပိတ်ရိုက်ပြီးတော့အဲ့ကောင်ကထွက်ပြေး ေးသွားတော့ဘာဖြစ်လဲနောက်တစ်ယောက်ကကြံနေတဲ့ကောင်ကကျွန်မကိုအရာပဲဆွဲပြီးတော့ဒီဆိုင်ကယ်ကိုဆွဆွဲဆွဆွဲပြီးတော့ကျွန်မကိုပဲဇိုးတွေဆွဲတော့ကျွန်မသားကမြင်တော့ကြကျွန်မခံရတဲ့စိတ်နဲ့ဆိုပြေးလာပြီးတော့အဲ့ကောင်ရဲ့အုတ်ထုပ်ကိုလှမ်းဆွဲပြီးမျက်ခွက်ကိုသုံးချက်ပိတ်ရလိုက်တော့သူကျွန်မစီကနေပြီးတော့ဘောနော်စိတ်ကအာယုံကပျောက်သွားပြီးကျွန်မသားစီဟိုဟာဟဲ့အောင်ဆိုပြီးတော့သူကသွားတာလှုပ်ဖို့ရအဲ့ချိန်မှာကျွန်မကိုုံးပြီးတော့ကဲကြပါအောင်ရှင်ကဲကြပါအောင်ရှင်နဲ့အော်တော့လူတွေထွက်လာအဲ့ကျအဲ့ကောင်ကလည်းဆိုင်ကယ်နဲ့ထွက်ပြေးရထွက်ပြေးတော့ဒါပေမဲ့ ဲ့ကျမသားရိုက်လိုက်တဲ့တန်ရောအဲ့နဲ့လေလူတွေထွက်လာပြီးအုံးနီကနဲ့ထုတ်လိုက်တာမှန်တယ်ဒါမှမကြံတဲ့ကားရစီကလဲမှာဖြက်ချပြီးဝင်လာတဲ့အတွက်အဲ့ဆိုင်ကလွတ်သွားတာအဲ့ဖေဖေတို့မမေတို့အားလုံးကလေးတွေငယ်သေးတယ်ဆိုရင်လည်းလေကျောင်းမှာဆိုင်ကယ်ကောင်းတွေပေးမစည်းပါနဲ့လို့တယောက်တည်းဆိုလည်းပေးမလို့စေရနာပြောပါနော်ဟိုအမားပါခဲ့လေတောင်းမှမှာတယ်ညနေမိုးချုပ်နေဝင်ဆိုရင်မိန်းကလေးအများစုတယောက်တည်းလို့လည်းမသွားကြပါနဲ့လမ်းကိုဆိုင်ကယ်ကောင်းတယ်ဆိုရင်နော်ဒီ ီလမ်းဆိုလူပြတ်တဲ့လမ်းမဟုတ်ဘူးနော်ရှမ်းကုန်းကလေးခေါ်တဲ့အကျော်လေးကအကိုေလေးမှလူခံရတာပါအမဟိုရွှေရဲပစ္စည်းလဲလူတာမဟုတ်ရွှေရဲပစ္စည်းဆိုလဲကဲတဘောသူတို့ယောက်ျားအင်းအားနဲ့မဂျိုလေးကိုဖြတ်သွားလို့ရသူမဟုတ်ဆိုင်ကယ်ပဲအရာလူတာလူတွေထိခိုက်မှဆိုလို့ကလေးလူကြီးမင်းကလေးသတိဝိရိယလေးနဲ့မောင်းပေးကြပါလို့နော်အမဟိုပြောပြတာ ဟုတ်တယ်ဗျာနော်တတိဆိုတာပိုတယ်မရှိဘူးဗျာနော်လူပြတဲ့နေရာမျိုးဆိုရင်လည်းလုံးဝမသွားသင့်ဘူးဗျာနော်ဝင်ကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်တကယ်လို့ဒီနေရာကိုမဖြစ်မနေသွားရမယ်ဆိုရင်ပေါ်လေးနဲ့နှစ်ယောက်သုံးယောက်လောက်တော့သွားသင့်နေဗျာနော်နောက်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တယ်ဒါတောင်ကြီးတဆောင်းတိုင်းပွဲသွားတဲ့အဖြစ်ပြက်လေးကိုဒါပြပြထားတဲ့မတယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်နဲ့အတူတူကြည့်ကြည့်လိုက်ရအောင်ဗျာရှင်အောင်မကြီးတောင်ကြီးတဆောင်းတိုင်းပွဲသွားတာအမှန်ကြီး9နိုင်အောင်ဖလို့ရှင်အောင်ပြန်ရဘာဖြစ်လို့ဆိုပြပြမယ်တအားအန်တရေများတယ်ပြပြမယ်နော် အမှန်ရွှေအောင်ကတသားလေးတွေရောမမေ့နေမိသားစုလိုက်တော့ဟာကြဆုခါကြလေမမေ့ကိုဟိုဦးကျူးဆိုင်တွားကျွေးမယ်ရွှေအောင်ကတဆောင်နိုင်ပွဲထရောက်နေဦးကျူးဆိုင်တွားစားနေကြအာမမေ့တော့ကျွေးမယ်ဆိုတော့အဲ့ဒီအလေလန်းကိုဟိုဘက်ထိတ်အရောက်ကိုအပေါက်ထွက်တာအာပြပြအောင်မယ်နော်တကယ်တတိသာကလေးတွေခေါ်မသွားနဲ့အလေလန်းကိုလေဘလို့ဖြစ်လဲဆိုတော့ရွှေအောင်ကရွှေအောင်တသားလေးကိုဂုတ်ပေါ်တင်ပြီးတော့မှအရှိဆုံးကနေတိုးတယ်အနောက်မှာကျတော့ရွှေအောင်သူ့မလေးပါတယ်ဟိုအမပါတယ် တော့အတန်းလိုက်ကြီးပေါ့အနောက်ဆုံးမှမမေပေါ့အဲ့နဲ့တိုးကြတိုးကြိုင်နဲ့ရွှေအောင်ကဒီဘက်ထိတ်လေးရောက်ပေါက်သွားတော့ကြည့်လိုက်ခါကျတော့တားတွေကငိုနေပြီတအားတွေငိုနေပြီကလေးတွေရွှေအောင်မပါမလားဘူးအမအကြီးဆုံးပြားတော့ပြီအဲ့နဲ့ရွှေအောင်လေအကလေးတွေကိုဆိုင်နေထားအမကိုကြည့်ခိုင်းအမရလည်းကြည့်နေပေါ့အဲ့နဲ့ရွှေအောင်တစ်ခါအပြင်မှာထွက်ပြီးအမေမေတို့ကိုရှာပေါ့တည်မလားအဲ့ဒီမေမေတို့ရှာခါကျတော့ဘာဖြစ်လို့ဆိုအမအသေးကထွက်လာပြီသူနှလုံးလေးခါနေပြီပေါ့ဘာလို့ဆိုအမေမတွေ့လို့ဆို ဟာအမဘရားတုတ်သွားအန်ရွှာလေးအပေါ်တက်အောင်ပြရအောင်ခဏပဲမမီပြောက်တယ်ဆိုပြီးအမေအသက်90ကျော်ပြီလေဘောက်ဆိုရှင်တော့အရှိလေတိုးမြအနောက်လေတိုးမြလူလည်းလေတအားကိုကြတာကလေးလေးဆိုငိုအဲ့ဒါတော့ရွှေအောင်ဂုတ်ပေါ်တင်ထားလို့ရွှေအောင်တားလိတာလေအဲ့လိုပွေထားလို့လက်မနိုင်လို့ပြုတ်ကြအနင်းသေးတယ်ရွှေအောင်ပြောရမယ် ဘလို့မကိုအစင်မပြအသက်ရှူလို့တော့မရဘူးရှူအောင်ပြပြမယ်တိုးတာတိုးတာလူရလေအဲ့နေဘာဖြစ်လို့ဆိုရှူအောင်နောက်အဲ့လူအုပ်ကြတဲ့ပြောင်းမွေးမမေ့တော့ပြန်ရှာလို့ရှူအောင်တို့ခနာခိုတဲ့ဆိုင်ရဲ့သုံးဆိုင်ချုံမှာတော်တော်အဲ့ဆိုင်ရှင်ရောအဲ့ဆိုင်နေရလေကလေးတွေရောရှူအောင်လေးလော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 နဲ့လေကျေးဇူးတင်စကားမပြောခဲ့ရတော့အာကျေးဇူးတင်ချင်လို့ဒီကနေပြောတာတအားတကယ်ကျေးဇူးတင်ပါတယ်နော်ရွှေရောင်မမီကလေမူးလေကြောက်သွားတော့လေအဲ့ဆိုင်ကအာကောင်းမောင်းတန်တယ်တိလာကောင်လေးတည်းကလေ ပွေချီပြီးမမေးဆိုင်ထဲမှာထည့်ထားပြီးတော့ရက်တီခတ်ပေးပေါ့နော်မမေမေးရပါတော့ကားပါလားပါတယ်တဲ့မမေကအာပါတယ်ဆိုလို့ရှိရင်စိတ်မပူနဲ့ဖဖွားသားတို့ကားရှင်းတာပြန်ပို့ပေးမယ်ဆိုမိန်ကလေးတော်လည်းဝိုင်းပြီးတော့မှတော့နာနဲ့ယူလာတယ်အမေကိုလေးတိလားအမလေးရွှေအောင်ဆိုလေးပြန်တွေးလို့အမေကိုလေးဒုံချရတယ်တိလားစိတ်ကလေစဉ်းစားကြည့်နော်လူကြီးလေးတိလားရွှေအောင်လည်းတကယ်အသက်ကြီးနေဘာလို့လဲအလောက်အုံနောက်မရှိလဲမသိဘူးစဉ်းစားကြည့်ငါလည်းပြန်စမ်းကိုကိုစိတ်ညစ်တယ်ကလေးလည်းခေါ်သွား နော်အဲ့အလေလမ်းအလေလမ်းမသွားနဲ့တော့ကလေးတကယ်သားအန်နေများအလေလမ်းလုံးဝမသွားတောင်ကြီးသက်ဆောင်နေသွားမှဆိုရင်ကားကလည်း၃တန်းလောက်စီရတယ်အိမ်ကနေ၃နိုင်ခွဲလောက်သွားတာဟို၆နိုင်လောက်မှရောက်တယ်နော်ပြီးလို့ရှိရင်ကားရက်ခါတော့၃000ဒါအရထားလိုက်တော့မနစ်ကဆိုလို့ရှိရင်ဘယ်လောက်လဲပြီး1000လောက်မသိဘူးနော်အဲ့နဲ့ပွဲထဲမှာဘာမှကိုမလုပ်နိုင်တဲ့အစားသစီးလည်းမစားနိုင်ချက်ချင်းအဲ့နဲ့ဆိုင်ရဲ့အဲ့ဒီအနောက်ပေါက်ကနေထွက် တော်တော်ကြကြရှိကြည့်ရတာလူပဲနော်လူကလုံးဝမကြပါဘူးမလျော့ပါအဲ့နဲ့ဆိုင်နောက်ကျဝင်ပြောမှအဲ့ဒီအိမ်နာသွားတဲ့ဖက်ကနေခွေးသူပေါက်ကနေအဲ့ဒီဟိုဟာပင်လေဓမြဖက်ကိုသွားပင်လေဓမြဖက်ကနေကိုယ့်ဘက်အပေါက်ကရဲတဲ့ကွင်းဖက်ကိုပြန်ထောင်တက်တာအဲ့မလေလေလေအခုဘာမှတော့မလုပ်နိုင်ရွှေတော့ကိုယ်နဲ့တော့မဖြစ်ဘူးအိမ်နေရဘူးတအားကြီးอ่ะဖះဆူအရွှေတော့ကြာအိမ်မှာနေခဲ့တော့လေဟာဟာဟာနဲ့ရည်ရတယ်လား ရွှေအောင်လို့လေဖះဖះနင်းလို့လေတွားလဲပါဆိုသမိသားဆိုလို့ငိုပြီးပြန်လာတယ်ဆိုပြီးတော့လေသလားတကယ်တကယ်တခုဖြစ်သွားရင်တော့မလီအတတိပေးရနော်ဒီနေ့ဆိုရင်တောင်ကြီးတစ်ဆောင်ပိုင်းကရန်ကုန်မှာလူစီးရေဗျာနော်ဒါကြောင့်မလို့ဒီဘွဲကိုတကြီးရွယ်အိုတွေကလေးသူငယ်တွေဒါကြမ်းမကြီးမကောင်းတဲ့လူတွေဆိုလုံးဝကုန်မှာမသွားတင်ဘူးဗျာနော်ရန်ကုန်မှာအနေရင်များတယ်ဗျာကြီးနေတဲ့သူလဲဒီပြည်ဆောင်ပိုင်းဘွဲတွားလဲရတဲ့အသေးချုံလေးကိုလေကျွန်တော်ရေကောမန့်အောက်မှာရေးပြီးတွားကြအောင်ဗျာနော် ီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျ။